ုံးမင်္ဂလာပါရှင်မြန်ခရီတိုကနောက်ဆုံးရရှိထားတဲ့သတင်းလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်ပထမအောင်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ခင်မီတူရိုင်းစတေဘကွန်ထုတ်ကြသည့်ဆွေသတင်းနဲ့အတူ9000 BTC ပိုင်ဆိုင်မှုနဲ့အာရှမှာအကောင်ဖြစ်လာတဲ့ Meta Plan နဲ့ဆွေသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်မြန်မာကတော့စီစဉ်တင်ဆက်သူကီကီပါပထမအောင်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ခင်မီတူရိုင်းစတေဘကွန်ထုတ်ကြသည့်ဆွေသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်ထရန်တက်လာပြီးနောက်ပိုင်းစတေဘကွန်ဥပဒေအတိအကျထုတ်ပြန်ဖို့ကြေညာလာပြီးနောက်ကမ္ဘာလီတိုင်းကစတေဘယ်ကွန်ထုတ်ဖို့စ조사လာကြပါတယ် ထန်ကိုရန်ကိုကဒူပိုင်ဆိုင်တဲ့ WLFI platform ကနေတဆင်ခြေပကွိုင်းထုတ်ဖို့ပြင်ဆင်နေပြီးတော့အခုဆိုရင်လည်း US မှာနာမည်ကြီး payment platform တစ်ခုဖြစ်တဲ့ Striker ပါခြေပကွိုင်းအခြေပြုကုန်ပစ္စည်းတစ်ခုထုတ်ဖို့ရှိကြောင်းကြေညာလာပါတယ်ခြေပကွိုင်း service unit တစ်ခုဖြစ်တဲ့ Breaker နေတဆင်ဖန်တီးသွားမှာဖြစ်ပြီးတော့လွန်ခဲ့တဲ့ဆယ်စုနှစ်တစ်ခုလောက်မှာတည်းကထုတ်ချိန်နေတဲ့ကုန်ပစ္စည်းတစ်ခုဖြစ်ကြောင်းလည်းဆိုထားပါတယ်အခုတော့ဒီအရာဟာလက်တွေ့ဖြစ်လာပြီးဖြစ်တယ်လို့စံတပ်ဖို့အတွက်အစဉ်သင့်ဖြစ်နေပြီးဖြစ်ကြောင်းလည်းပြောထားပါဗျ။ လောလောဆယ်မှာတော့ US EU နဲ့ UK တို့ပြင်ပကယူဇာတွေကိုအဓိကထံဝန်ဆောင်မှုပေးသွားဖို့စီစဉ်ထားပြီးနိုင်ငံပေါင်း90ကျော်ကယူဇာတွေတုံးလို့ရနိုင်မှာပါချွေပြောင်းနေထိုင်သူတွေကကိုယ်နိုင်ငံကမိသားစုတွေကငွေပြန်ပို့မလား၊ငွေကြေးဖောင်းပွားမှုမြင့်တက်နေတာကြောင့်ပိုင်ဆိုင်မှုတွေကို USD ပြောင်းထားခြင်းတဲ့သူတွေ၊ MasterCard လိုမျိုး payment provider တွေသုံးလုံးမရတဲ့နေရာတွေမှာ USD သုံးခြင်းသူတွေစသဖြင့်နေရာစုံမှာအတော်လေးအသုံးဝင်လာနေပြီးဒီလိုအပ်ချက်ကိုတည်တဲ့ company တွေကလည်းကိုယ်ပိုင် stable coin ထုတ်ပြီးဈေးကွက်ဝင်ယူဖို့အတွက်အားထုတ်လာကြပါတယ်။ ောက်တဲ့သတင်းပေါ်အနေနဲ့9000 BTC ပိုင်ဆိုင်မှုနဲ့အာရှမှာအကောင့်ဖြစ်လာတဲ့ Meta Plan နဲ့ဆွဲသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။2025ခုနှစ်အတွင်းမှာ Bitcoin တထောင်ဝယ်ယူမယ်ဆိုတဲ့ Meta Plan နဲ့ဟာသူတို့ရဲ့ပြမှတ်တဝက်ကြိုးသားခဲ့ပါပြီ။ April 1လထဲမှာတင်မဲ့1650 BTC အထိဝယ်ယူခဲ့တာဖြစ်ပြီးဒေါ်လာ153မီလီယံအထိသုံးစွဲခဲ့ပါတယ်။ဒါကြောင့်ဂျပန်အခြေစား Meta Plan နဲ့ဟာ ဟောင်ကောင်အခြေဆိုင်ဘိုရာအင်တာအတိရဲ့ဘစ်ကွိုင်းပိုင်ဆိုင်မှု3350ကိုကျော်လွန်ပြီးအေရှားမှာဘစ်ကွိုင်းအများဆုံးကင်ထားတဲ့ company တစ်ခုဖြစ်လာခဲ့ပါတယ်။2025ခုနှစ်အကုန်မှာ1000 BTC အထိကင်နိုင်ဖို့ရည်မှန်းချက်အပြင်2026ခုနှစ်အကုန်မှာလည်း2000 BTC အထိကင်နိုင်ဖို့မျှော်မှန်းထားတဲ့ plan ကို21 million plan လို့သတ်မှတ်ထားပြီးဒီနှုန်းအတိုင်းမဖြစ်ဖြစ်အောင်ပုံဖော်သွားမယ့်ပုံပါပဲ။ဒီလိုပဲကင်ထားတဲ့ဘစ်ကွိုင်းတွေကနေလည်း2025ခုနှစ်ပထမ3လပတ်အတွင်းမှာတင် BTC ရ95.6ရာခိုင်နှုန်းအထိရရှိခဲ့ပြီး2024ခုနှစ်စတုတ္ထသုံးလပတ်မှာတော့309.8ရာခိုင်နှုန်းအထိရရှိခဲ့ပါတယ်။အခုလက်ရှိကမ္ဘာမှာ Bitcoin အများဆုံးကင်ထားနိုင်တဲ့ company ကတော့ US အခြေစား strategy ဖြစ်ပြီး93,200 BTC အထိကင်ထားနိုင်တယ်လို့ဒေါ်လာ90ဘီလီယံကျော်အထိတန်ဖိုးရှိနေတဲ့အပြင် 1BTC အတွက်ပြန်များဝယ်ဈေးဟာဒေါ်လာ6,863ဒါရှိတာကြောင့်အမြတ်ကလည်း40ရာခိုင်နှုန်းနီးပါးရှိနေသေးပါသေးပါ။ ။ဒါကတော့မြန်ခရစ်တိုကနောက်ဆုံးရရှိထားတဲ့သတင်းလေးကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ကောင်းသောနေ့လေးဖြစ်ပါစေရှင်။